ရဲ့မိဘနဲ့ကိုချစ်ခင်ရတဲ့သူတွေအသက်ရှိရှိကျန်းကျန်းမာမာနေစေချင်တာကျွန်တော်တို့အားလုံးရဲ့အကြီးမားဆုံးဆန္ဒပါ။ကျန်းမာရေးအတွက်အစားအသောက်ကတိတ်ကိုအရေးကြီးပါတယ်။အနောက်ကိုမကျန်းမာစေတဲ့အစားအစာတွေစားမိပါဆိုတာကြောင့်ဒေါက်တာကအာဟာရပညာရှင်ဒေါက်တာဝိုင်းကိုအမိရဲ့ကျန်းမာရေးအခြေအနေတွေကိုအသေးစိတ်ပြောပြပြီးတိုင်ပင်ဖြစ်ပါတယ်။ပြီးတော့အမိအတွက်ပူကျန်းမာစေမယ့်အစားအစာတွေကိုဒေါက်တာကနေမောင်းပေးဖြစ်ပါတယ်။ ဒါတော့နေလေသာပေါ့နော်ချက်သားရဲ့အာခရမ်းညင်သီးရဲ့ပြီးလို့ရှိရင်ဒါငှုပ်ငှုပ်ပွားတယ်ငှုပ်ပွားမှာရောင်းဆုံးပါတယ်တစိမ်ရောညီရောအဝအောင်ဆက်တယ်ဒါဤလို့ရှိရင်တို့စားတဲ့အချင်းမစားဒါပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့တွေက အစီနှစ်တွေစားရပါတော့เนาะဒါပေမဲ့စားတဲ့အစီနှစ်တွေကမကျန်းမာတဲ့အစီစီဖြစ်တယ်ဒီမှာကျတော့လေအာစီရတော့ကျန်းမာတဲ့စီဖြစ်တဲ့အတွက်ဟိုစားလိုက်ရင်တိတာတယ်ပြည့်ပြင်သားတွေပါနည်းမြည်ကြည့်လိုက်တယ်တချို့တွေဆိုလို့ရှိရင်အမြည်ကြည့်ပါဦးဆိုမြည်ကြည့်လိုက်တယ်ဆိုလို့ရှိရင်စီမတန့်တာတွေအချို့မုံတွေများနေတယ်ဆိုရင်တိတာတယ် ဒါတော့အဲကျွန်တော်ညစာပေါ့နော်ညစာကိုညက်ခေါက်ဆွဲရဲအဲဒါခေါက်ဆွဲပြီးအရေးရဲပေါ့နော်အဲ့လိုဆိုလည်းအများကြီးပဲပါကျွန်တော်ကတော့ဒါအဓိကက body weight အတွက်စားတာပေါ့နော်အအမေကတော့ပိုကျန်းမှာပိုအတွက်အအမေက weight နည်းနည်းချမယ်အပြီးလို့ရှိရင်အမေကသွေးလိုရှိတယ်အစီကြိုတော့မရှိဘူးပေါ့နော်အဲ့ဒီအတွက်အမေအတွက်ကိုပြန်ပြည့်စုံပေးထားတဲ့ညစာပေါ့ ွင့်မိပါတယ်ကိုချစ်ခင်ရတဲ့သူတွေကိုအသက်ရှင်ကျန်းမာစေချင်တာကျွန်တော်အားလုံးရဲ့ဆန္ဒပါကျွန်တော်ကတော့ကျွန်တော်အမေကိုဒေါက်တာမီဆာဖစ်ကနေပြီးတော့အစားအစာတွေမှာပြီးတော့ကျွေးဖြစ်ပါတယ်အမေပိုကျန်းမာတာတော့မြင်ရတဲ့ခါမှာလည်းကျွန်တော်အများကြီးကိုစိတ်ချမ်းသာရပါတယ်အခုကြည့်ရှုနေတဲ့သူတွေလည်းကျွန်တော်လိုစိတ်ချမ်းသာရအောင်လို့ဒေါက်တာမီဆာဖစ်ကနေပြီးတော့အစားအစာတွေမှာပြီးတော့ရောက်နိုင်တဲ့အကြောင်းကိုသတင်းကောင်းပို့လိုက်ပါတယ်ခင်ဗျာ